ကျွန်တော်ပထမဆုံးလစာရတဲ့နေ့ကိုဘယ်တော့မှမမေ့ဘူးအဲတော့ကျွန်တော်ရတဲ့လစာ4000ကျွန်တော်စာတင်ပြီးတော့ရတာ10တန်းခိုက်တင်ပြီးတော့ရတာအဲ့မှာကျွန်တော်သိလိုက်တာကကျွန်တော်တစ်ခုခု value ပေးနေမယ်ကျွန်တော်တစ်ခုခုလူတွေကိုကူညီနေမယ်ကျွန်တော်တယောက်ယောက်ကိုအဆင်ပြေအောင်လုပ်ပေးမယ်ဆိုရင်အဲ့လိုလုပ်ပေးနိုင်တဲ့ skill တွေကျွန်တော်မှာရှိတယ်ဆိုရင်ငွေရှာလို့ရတယ်ဆိုတော့အဲ့တော့အဲ့ကစပြီးတော့ကျွန်တော် skill ပေါင်းစုံ စုတယ်တင်တန်းတွေတက်တယ်ကျောင်းတွေတက်တယ် ရသမျှ knowledge ကိုရအောင်ယူတယ် information တွေ upgrade လုပ်တယ်အိုက်ကနေပြီးတော့ကျွန်တော်ငွေတွေရှာနိုင်လာတယ်ဒါပေမဲ့ဘာထက်သိလာလဲဆိုတော့အဲ့လိုရှာနိုင်တဲ့အခါမှာငါဒီလိုရှာနေလို့တကယ်တမ်း rich ဆိုတဲ့စကားလုံးအဲ့ဒီနေရာကိုမရောက်ဘူးဆိုတာပဲအဲ့တော့တကယ်တမ်းချမ်းသာတယ်ဆိုတာကငွေရှာတာတခုနဲ့မပြီးပြည့်စုံချမ်းသာဖို့တော့ကကြတော့ပတ်စံကိုဘယ်ကနေရှာမလဲဆိုတာထက်ကိုဘလို့နီးစနစ်တွေအသုံးပြုပြီးတော့ငွေဖော်မလဲရပို့အရေးကြီးတယ် means business လား technology လားတစ်ခုခုပေါ့ဗျာနောက်ထပ်သိလာတာဘာလဲဆိုတော့ကျွန်တော်လိုမျိုးပဲငွေရှာတဲ့လူတွေအများကြီး ਨੇ စကားပြောဖြစ်တယ်တွေ့ဖြစ်တယ်ကြုံဖြစ်တဲ့အခါမှာ land လောက်လာတဲ့အကြီးမားဆုံး lesson တစ်ခုကတော့ငွေဘလောက်ရှာနိုင်ရှာနိုင်လက်ထက်မှာငွေမကြံဘူးဆိုရင်ကိုတိချမ်းသာတယ်ဆိုတဲ့အနေထားနဲ့ဘလို့မှနီးကပ်နေတာမဟုတ်ဘူးပဲ income ဒီအရေးကြီးတယ်ဒါပေမဲ့ income ဒီအဆုံးဖြတ်မဟုတ်ဘူးအဲ့တော့ကိုဘလောက် income ရလဲဆိုတာတွေကို ် online ပေါ်မှာအမှ300ရရတဲ့300 300ရရတယ်ဆိုပြီးတော့ပြနေတာထက်ကိုပို့ပြီးတော့အရေးကြီးတာတွေပို့မြင်လာတယ်။အဲကနေစပြီးတော့ investing ဆိုတာကိုတေချာမြင်လာတယ်။နောက်တစ်ခုကဘလူးမျိုးကိုလက်ထက်မှာရှိနေတဲ့ငွေကိုထိန်းချုပ်မလဲ control လုပ်မလဲအဝင်းနေထွက်တယ်စီစစ်မလဲဒါတွေကိုမြင်လာတယ်။အလောက်တိလာပြီဆိုကျွန်တော်အာမခံတယ်။မင်းစီတို့ချမ်းသာတယ်ဆိုရယ် status ကိုမရောက်ဘူးဆိုရင်တော့မှချမ်းသာတယ် mindset ကောင်းနဲ့ဝင်သွားပြီဆိုတာပဲ။ ိုက်အဆင့်ထိရောက်အောင်သွားဖို့ step by step ကျွန်တော် many IQ အတန်းလေးမှာဝေမျှပေးလေးရှိတယ်။ဆိုတော့ကိုယ့်အကူ online မှာ video တွေထောင်နှင်းချီ like ကြည့်လို့လည်းရတယ်။ဒါမှမဟုတ်နှစ်ပေါင်းများစွာစုထားပြီးတော့တကယ်ငွေရှာဘူးတဲ့အတွေ့အကြုံတွေဝေမျှပေးတဲ့ online class ကို join ချင်လည်းရတယ်။ဒါပေမဲ့မဖြစ်မနေ join ဖို့တော့မတိုက်တွန်းလို့ပါဘူး။ဘာလို့လဲဆိုတော့ဒီ online class ကကျွန်တော်လူတွေကိုငွေချင်းနဲ့ပတ်သက်တဲ့အသိပညာပဲထည့်ပေးဖို့စိတ်ကူးရှိတာပါ။ဒီ online class တွေကအစိတ်ပိုင်းတွေကိုခဏခဏ free ပေးတာလည်းရှိပါတယ်။ အဲ့တော့အဲ့အရာတွေကိုသိချင်တယ်ဆိုရင်တော့ Telegram channel လေးကို join ထားလို့ရပါတယ်။ပြဖုံးဂျီဝမ်အက်ဆိုပြီးတော့ Telegram မှာ share လို့လည်းရတယ်လို့ကျွန်တော်တက်တော့ bio မှာတင်ထားတဲ့ link အနေနဲ့တစ်ဆင့်ဝင်ပြီးတော့လည်း join ထားလို့ရပါတယ်။